ယူနိုက်တက်ကစားသမားတွေကိုခေါ်မဲ့တင်းမရှိလို့အခက်တွေ့နေရတဲ့အမော်ရီမန်ချက်စတာနဲ့တင်းရဲ့နီးပြားတဲ့ရိုဘတ်အမော်ရီဟာခုနေရာကြီးပြောင်းရွှေ့ကာလမှာကစားသမားတွေကိုရောင်းချပြီးအတင်းအတွက်ရမုံငွေရှာဖို့ပြင်ဆင်နေပေမဲ့ခက်ခဲတဲ့ချင်းနေတီးရနဲ့ရင်ဆိုင်နေရပါတယ်။ရောင်းချလို့တဲ့ကစားသမားတွေကိုကမ်းလှမ်းလာမဲ့အတင်းမရှိတာကြောင့်ခေါင်းခဲနေချိန်မှာငငါချထားတဲ့အမေရိကန်ကစားသမားတို့လည်းအတင်းကိုပြန်လဲရောက်ရှိလာတဲ့ကြောင့်နီးပြားရိုဘတ်အမော်ရီအတွက်နောက်ထပ်ကောင်းကင်ဆာဖြစ်လာပါပြီ။ဒီလိုအတင်းကိုပြန်ရောက်လာတဲ့ကစားသမားကတော့မန်ချက်စတာနဲ့တင်းရဲ့နောက်ခံလူတာရဲမလာစီယာပဲဖြစ်ပါတယ်။မလာစီယာဖိကရိယာတီကနယ်သာလန်ကလပ်ပီယက်ဝေအတင်းစီအငားနဲ့တွားရောက်ကစားခဲ့ပေမဲ့ ။ PFV အတင်းကသူ့ကိုအပြစ်တက်ခေါ်ယူခြင်းမရှိပဲအင်္ဂါဆတ်ကြိုတက်တန်ကုံဆုံးတဲ့အချိန်မှာ United အတင်းကိုပြန်ပို့ခဲ့တာပဲဖြစ်ပါတယ်။အသက်25နှစ်ရွယ်ရှိပြီဖြစ်တဲ့ Netherlands ပြန်နောက်ခံလူမလာစီယာ2022ခုနှစ်တုန်းက Feyenoord အတင်းကနေ United ကိုပေါင်14.6တန်းနဲ့ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။သူဟာနီးပြောင်း Everton ရဲ့လက်ထက်မှာပထမဆုံးခေါ်ယူခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။ United ကစားသမားဘက်ပွဲဥတော်ရာသီမှာမလာစီယာပုံစံကောင်းနေပြသနိုင်ခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့ဒဏ်ရာပြဒနာတွေနဲ့ရုန်းကန်ခဲ့ရတယ်လို့16လအထိအနားယူခဲ့ရပါတယ်။ဒီဒဏ်ရာပြဒနာတွေကြောင့်ပဲသူ့ရဲ့အနာဂတ်ဟာမရေမရာဖြစ်နေတာပါ။ ဒီအက်တလက်တစ်သတင်းစာရဲ့ဖော်ပြချက်အရမန်ချက်စတာနယ်တက်တင်ဟာမာလာစီယာကိုအခုနွေရာသီအတွင်းမှာရောင်းချသွားဖို့ပြင်ဆင်နေပေမဲ့လည်းသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားတဲ့ကလပ်အသေးသေးတည်းမှမရှိဘူးလို့တီးရပါတယ်။ဒါအနည်းပြအမောင်ရင်းရဲ့ကစားသမားရောင်းထုတ်ရဲ့အစီအစဉ်အတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပဲဖြစ်ပါတယ်။မာလာစီယာပြင်ယူနိုက်တက်တင်ဟာအဓိကကစားသမားအချို့ဖြစ်တဲ့မက်ဂရာဖိုဂါနာချိုဂျီရန်ဆန်ချိုနဲ့အန်တိုနီတို့လိုကစားသမားတွေကိုပါရောင်းချဖို့စူးစမ်းနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမဲ့လက်ရှိချိန်ထိဒီကစားသမားတွေအတွက်ဘယ်တင်းကမှတရားဝင်ကမ်းလှမ်းတာမျိုးမရှိသေးပါဘူး။ဒီချိန်တွေကြောင့်ပဲနီးပြအမောင်ရင်းနဲ့အတင်းကိုအားရင်ဖြစ်တင်းဖို့အတွက်လိုအပ်တဲ့ရောင်းမောင်ငွေကိုဘယ်လိုရှာဖို့ရမလဲဆိုတာစိန်ခေါ်မှုကြီးတစ်ခုဖြစ်လာနေပါတယ်။